်မင်္ဂလာပါရှင် ကျမတော့ဖူအီနွယ်ပါဒီဗီယိုမြင်တန်ကြရင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်အနာလင်းစီအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါရဖြန့်ရိုက်ကူးမှုတွေမှာနမေကြီးနုပညာရှင်တရုတ်ဆောင်တွေအားလုံးပါဝင်ရမှာဖြစ်ပြီးငင်းဆန်သူအားလုံးကိုအေးအေးယူမှဖြစ်ကြောင်းစစ်ကော်မရှင်ကချိန်ချောက်ပြောဆိုခဲ့တယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့နှိစက်သူတရင်ရင်းမြစ်တွေစီကနေသိရပါဗျ စစ်ကောင်မရှင်လက်အောက်ခံပြန်ကြိုင်းနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားမှုချုပ်အေးကျွဲကရန်ကုန်မြို့ကရုပ်ရှင်လုပ်ငန်းယုံမှာအမှုပညာရှင်တွေကိုအော်တိုဘာလ30ရက်နေ့မှာမလာမနေရခေါ်ယူတွေ့ဆုံခဲ့ပြီးတော့အခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်ရုပ်ရှင်မရိုက်တော့တဲ့နမဲကျော်တရုတ်ဆောင်တွေအပါအဝင်အမှုပညာရှင်အားလုံးစစ်တပ်ရွေးကောက်ပွဲအတွက်ကမ်ပိန်းကြွေးကြော်သံစတဲ့ဝါရဖြန့်နာတွေကိုမဖြစ်မနေရိုက်ကူးခိုင်းလိုက်တာပါ လူတို့နဲ့အတူဆန္ဒပြလို့ဖမ်းဆီးခံရပြီးပြန်လွတ်လာတဲ့သူတွေကိုပါရိုက်ကူးခိုင်းတာဖြစ်ပြီးစစ်တပ်ရဲ့သတင်းနဲ့ဖြောပြေးပလက်ဖောင်းတွေမှာထုတ်လွှင့်မယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့နှိစက်သူတယောက်က TVB ကိုပြောပါတယ်ရွေးကောက်ပွဲအကြောင်းဝါရဖြန့်ရိုက်ကူးထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်းတုံနဲ့အဲ့ဒီမှာပါဝင်ကြတဲ့တရုတ်ဆောင်တွေကိုလူမှုရေးပြစ်ဒဏ်ပြုလုပ်တာနဲ့တပိတ်မှောက်တာတွေပြုလုပ်လာတဲ့နောက်မှာအခုလိုအတင်းအကျပ်ဖိအားပေးမှုတွေဖြစ်လာတယ်လို့သိရပါတယ်ရှင် စကိုင်းတိုင်းရင်းမပင်ခရိုင်ပလဲမြို့နယ်ချင်းပြစ်ရွာကိုအော်တိုဘားလ30ရက်နေ့မနက်ပိုင်းကအာနာသိန်းစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတာကြောင့်အရဲသားတယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ချင်းပြစ်ရွာရဲ့တောင်ဘက်ထွက်တဲ့ရွာအလဲလမ်းနဲ့နေအိမ်တစ်လုံးပေါ်ကိုဘုံသီးနှလုံးကျဲချသွားတာကြောင့်အရဲသားတယောက်သေဆုံးပြီးနောက်ထပ်အမျိုးသမီးတယောက်ကကြီးစားထိမှန်ဒဏ်ရာရရှိပြီးတော့နေအိမ်အဆောက်အဦးတချို့လည်းပျက်စီးခဲ့တယ်လို့ချင်းပြစ်ရွာကံပြည်သူတယောက်ကပြောပါတယ်။ လေရင်ကတတဦးလေတက်ကနေတက်လာတဲ့ jet fighter ဖြစ်ပြီးလေရင်တက်လာပြီးဆိုကြတဲ့ကလေချောင်းအသိပေးချက်တွေသက်ဆိုင်ရာမြို့နယ်အလိုက်အချက်ပြအသိပေးနှိုးဆော်တာတွေရှိပေမဲ့ဖေရွာကိုကျဲမယ်ဆိုတဲ့သတင်းအတိအကျမရတော့ကြိုတင်ပြင်ဆင်မှုအားနည်းတဲ့ပြည်သူတချို့ထိခိုက်သေးဆုံးတာမျိုးရှိတယ်လို့ပလဲမြို့နယ်ပအားဖအဖွဲ့ဝင်မြို့သားတယောက်ကပြောပါရယ်အနာဒိစစ်တပ်ကအကြောင်းမဲ့အဲ့ဒီလိုဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်မှာဒေသခံတွေကစိုးရိမ်ထိတ်လန့်ပြီးနေရဲဆုံခွာရှောင်တိန်နေကြရတယ်လို့လည်းသိရပါဗျာရှင် စစ်ကောင်စီကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကိုထပ်မံပြောင်းရွှေ့ထားတယ်လို့နေပြည်တော်အချုပ်ထောင်နဲ့ညီဆက်သူတယောက်ကပြောပါတယ်။ဒီသတင်းကိုတူတာချန်သာပြပို့ထားပါတယ်ရှင်။ဆရာနာစာသိတဲ့2021 February တရနေ့ကစပြီးစစ်ကောင်စီကနိုင်ငံတော်ကြီးတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်ကလေးဝက်နေရာတစ်ခုမှာထိန်းသိမ်းခဲ့ပြီးရုံးထုတ်စစ်ဆေးခဲ့တာပါ။ 2022ဇွန်လမှာဒေါ်ဆန်းစုကြည်ကိုနေပြီးတော့အချုပ်ထောင်မှာပြောင်းရွှေ့ထိန်းသိမ်းထားကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပြီး2024ဧပြီလမှာနေပြီးတော့အချုပ်ထောင်ကနေနေပြီးတော့ကောင်စီနေမြေဒုဝန်ကြီးအဆင့်နေတစ်ခုကိုပြောင်းရွှေ့ထိန်းသိမ်းခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။လက်တလုံးမှာတော့နေပြီးတော့ကောင်စီဒုဝန်ကြီးအဆင့်နေကနေနောက်ထပ်နေရာတစ်ခုပြောင်းရွှေ့ထားကြောင်းသတင်းတွေထပ်ပြီးထွက်ပေါ်ခဲ့တာပါ။မရသေးဘူးကျွန်တော်လည်းတော့ကြာပြန်လို့ပါ။ဒီမှာသူ့ဘယ်ရပြီပါ။ဒီကကြောင်းသွားလို့အကြီးကြီးမပြီးတော့ ြစ်နေကြတာအဲဒီသူတို့ပြထားတဲ့နေရာမှာတော့ရှိဘူးဆိုတာပဲဒီအရင်နေပြီးတော့ကောင်းပြီပဲပြောင်းတယ်လို့ပြတာလေအဲ့ဒီအနေဖြတ်ပြောင်းသွားတာနိုင်ငံရေးဆိုင်နဲ့ဆိုင်တော့သူတို့ဘယ်လိုတွေးထားရတော့ဘုံမပေါ့လက်ရှိလူအနာရှိတဲ့သူကသူတို့ရင်ချတွေးခေါ်ရတဘဝတ ရဆိုတော့အဲ့ဒီနဲ့ကျမ်းပိုင်တဲ့ခံပိုင်တော့သွင်းကြလို့ရှိတော့ဘောသူကဥတည်နေနေတာများတယ်တရားတရားနဲ့ဒီတော့ကျမ်းပိုင်ရေးရသာတောင်းနဲ့ပဝင်းခြင်းကျောင်းမှတွေ့လို့ကျန်တာဘာမှဖြစ်နေပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမြို့သားဂျီမိုကရေစီဖွဲ့ချုပ် NLD ဘိုးလုံမှုဆောင်တွေဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့တောင်ဆန်းစုကြည်ကိုတွေ့ဆုံဝင်ရခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့သတင်းအမှားသာဖြစ်တယ်လို့ပါတီဘက်ကတုံ့ပြန်ထားပါတယ် မြန်မာဒီမိုကရေစီရဲ့ icon ဖြစ်တဲ့ဒေါ်စန်းစုကြည်ကိုသူတို့အသေးကြောက်ကြတယ်ဗျ။ ။ဒါကြောင့်ဒေါံစန်းစုကြည်အပေါ်မှာပြည်သူလူထုကဒီနေ့ထိယုံကြည်အားကိုးချစ်ခင်နေကြတော့ပဲဆိုတာကိုဒီစစ်အုပ်စုတွေကသိတယ်။ဒေါံစန်းစုကြည်နောက်မှာပြည်သူလူထုတရက်လုံးရပ်တည်နေကြတာရှိပါတယ်။ဒါကြောင့်မလို့ဒေါံစန်းစုကြည်နဲ့ပြည်သူလူထုဝေးနေအောင်မတရားတွေအမှုတွေဆင်ပြီးတော့ဖမ်းတိထားတာဖြစ်ပါတယ်။ဒီစစ်အုပ်စုကသူတို့မရှူနဲ့မကယ်နိုင်အကြက်ဆိုင်လာရင်ထွက်ပေါက်ဖြစ်အပေးယူလုပ်ဖို့အသုံးချဖို့တရားခံလုပ်ထားတာလို့လည်းမြင်ပါတယ်။ဒီချိန်မှာသူတို့မျက်ွယ်ပြူထားနိုင်ပေမဲ့ဒါမျိုးကိုတော့သူတို့အကြိုက်ထိန်းထားနိုင်မလို့မ မြင်ပါဘူးခင်ဗျ။တောင်ဆန်းစုကြည်ကိုစစ်ကောင်စီတရားရုံးကပုံမှန်၁၄ခုအတွက်ထောင်ဒဏ်၂၈နှစ်ချမှတ်ထားတာပါ။ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်တာကြောင့်အာဏာသိမ်းတာလို့အကြောင်းပြချက်ပေးခဲ့ပေမဲ့စစ်ကောင်စီကဒေါန်ဆန်းစုကြည်ကိုလက်တွေ့တရားစွဲဆိုရုံးတင်ရမှာတော့ရွေးကောက်ပွဲတရားမဲ့ပြုကျင့်တာနဲ့ပတ်သက်တဲ့ပုံမှန်တစ်ခုသာပါဝင်ခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ဟာ2022ဒီဇင်ဘာလမှာရှင်းလင်းပွဲနဲ့နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီးအဲ့ဒီနောက်ပိုင်းအခြေအနေတွေကိုစစ်ကောင်စီကတည်င်းအမှောင်ချထားခဲ့တာပါ။ဘယ်နေရာရောက်နေမှလည်းမသိဘူး။ဘယ်လိုအခက်အခဲကြတဲ့စင်ကုန်မှုတွေနဲ့ရင်ဆိုင်နေရမှလည်းမသိဘူးပေါ့နော်။ဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကတိုင်းပြည်ရဲ့ကျမ်းမာရေးပဲလေ။ဒေါန်ဆန်းစုကြည်ရဲ့အခြေအနေကတိုင်းပြည်ရဲ့အခြေအနေပေါ့။နိုင်ငံတကာက စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ကို တောက်လျှောက်ဖိအားပေးနေတဲ့အချိန်မှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ hot ဖြစ်နေတဲ့ဖိအားတွေကိုထုံဖိနေတဲ့အခါကျတော့ဒီလိုပုံစံမျိုးသတင်းတွေထုတ်နေသလားပေါ့ဗျာအဲစစ်ကော်မရှင်အနေနဲ့ကသူတို့ကဖားထားတဲ့လူလေဖားတာလည်းမင်းတို့ပဲတရားရုံးတင်တာလည်းမင်းတို့ပဲထောင်ချတာလည်းသူတို့ပဲအဲ့ဒီအတွက်ကြောင့်မလို့တကယ်တကယ်တာဝန်အရှိဆုံးကတော့စစ်ကော်မရှင်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်စစ်ကော်မရှင်အနေနဲ့ဒီကိစ္စကိုပြန်ဆုံးပေါ့သတင်းထုတ်ပြန်ပေးဖို့လိုတယ် စစ်အစိုးရအဆက်ဆက်မှာဒေါန်ဆန်းစုကြည်ဟာအခုဒီချိန်နဲ့ဆိုရင်၄ချိန်မြောက်အဖမ်းခံခဲ့ရတာဖြစ်ပြီးလက်ရှိအချိန်ထိနေအကျဉ်းချုပ်အပါဝင်အချင်းဆောင်ထဲမှာနေရတဲ့အချိန်ဟာစုစုပေါင်း၁၉နှစ်အထိရှိနေပြီလို့ဗြိတိန်ခြေဆိုင်လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ဘာမာကမ်ပိန်း UK ကဇန်နဝါရီ၁၄ရက်နေ့မှာထုတ်ပြန်ထားပါတယ်ဒေါ်ဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးဖို့နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကအချိန်ချင်းတောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီကလစ်လျူရှုထားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တုဒချမ်းသာပါ။ ဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျမကတော့ဖူးအီနွယ်ပါကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်